ီဗီဒီယိုကြည့်နေတဲ့ကျွန်တော်မိတ်ဆွေလုပ်ငန်းရှင်ခေါင်းဆောင်တွေထဲမှာကိုယ့်ကိုယ်လုပ်ငန်းအတွက်ကြိုးစားတယ်ရုန်းကန်တယ်အကြီးအကျယ်လဲလုပ်တယ်တစ်ဖက်မှာကိုယ့်လုပ်ငန်းဘယ်ကိုရွေ့နေမှမသိတဲ့လုပ်ငန်းရှင်တွေဒါမှမဟုတ်ကိုယ့်မှာ business နဲ့ပတ်သက် idea ကောင်းနေရှိတယ်အဲ့ဒီ idea ကိုဘလို့လက်တွေ့ကောင်းတဲ့ဘဝမှာမသိတဲ့လုပ်ငန်းရှင်တွေ idea လည်းရှိတယ်တစ်ဖက်မှာ team လည်းရှိတယ်ဒါပေမဲ့ဒီ team မှာအချင်းချင်းကိုက်နေကြတာနဲ့အချင်းချင်းမညီညွတ်တဲ့အတွက်ကြောင့်ဒီ team ကို အကျိုးရှိနိုင်သလောက်အသုံးမချနိုင်တဲ့လုပ်ငန်းရှင်တွေရှိခင်လာမဲ့မေနစ်ချောင်းနစ်ကိုနစ်ရှင်းနစ်ကို30မှာကျင်းပမယ်ကျွန်တော်တင်တန်းလေးနဲ့မိတ်ဆက်ပေးခြင်းတယ်ဒီတင်တန်းမှာ Breakthrough Master Coach ငားယောက်ကိုတိုင်ပါဝင်တင်ကြမှာဖြစ်တယ်ခေါင်းစဉ်ပေါင်း16ခုရှိလိမ့်မယ်အဲ့တော့ဒီတဲမှာကျွန်တော်အဓိကဘာတွေကိုတင်သွားမလဲဆိုတော့နံပါတ်1ရှင်းလင်းနဲ့ပန်းနိုင်ဘလို့ပုံဖော်ရမလဲလုပ်ငန်းတွေတိုးတက်တယ်ဆိုတာဘယ်ကိုသွားမှန်းရှင်းရှင်းလင်းလင်းသိဖို့လိုတယ် အရှင်းလင်းတဲ့ပန်းတိုင်ကကိုတိရမယ် team team မှာရှိတဲ့လူတွေအကုန်လုံးတိရမယ်အဲ့လိုလှုပ်ဆောင်ဖို့ဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်ဆွေးနွေးသွားမယ်နောက်တစ်ခုအဲ့ဒီပန်းတိုင်တွေရပြီဆိုရင်ကိုယ့်ရဲ့လုပ်ငန်းတိုးတက်ဖို့အတွက် business strategy လို့ခေါ်တယ်စီးပွားရေးမဟာဗျူဟာတွေဘယ်လိုကောင်တယ်ဖော်ရမလဲဆိုတာဆွေးနွေးသွားမယ်အဲ့ဒါပြီးနံပါတ်3 financial management ကျွန်တော်တို့ဘန်နာရေးဆိုတာလုပ်ငန်းရဲ့အတွေ့အကြုံပဲကျင်တဲ့နေရာမှာဘလောက်ကောင်းမစေဒီတိုင်းထားလို့ရတဲ့ဘန်နာရေးကိုထားတာကြာလေလေတိုင်ပတ်လေဖြစ်နေမယ် အဲ့ဒါနဲ့ပတ်သက်ပြီးဆွေးနွေးတိုင်ပင်သွားကြမယ်နောက်ဆုံးအနေနဲ့ဒီဘက်ခေတ်မှာမရှိမဖြစ်လိုအပ်တဲ့ဤပညာဤပညာကို ကျွန်တော်တို့လူဤပညာနဲ့မရင်းနှီးတဲ့လူတွေကဘလို့အကောင်းဆုံးအသုံးချရင်ကိုယ့်လုပ်ငန်းအတွက်အကျိုးရှိမလဲဆိုတာနဲ့ပတ်သက်ပြီးဆွေးနွေးသွားကြမယ်ဒီကျွန်တော်ပြောတဲ့ခေါင်းစဉ်တွေနဲ့ပတ်သက်ပြီးဘလို့လောက်ရမလဲဆိုတဲ့ဟာကြိုက်တဲ့အချိန်မှာ Google ခေါက်ဒီဘက်ခေတ်မှာတော့ Google တော့မဟုတ်တော့ ChatGPT ကိုမေး DeepSeek ကိုမေးလိုက်အပြေထွက်လာလိမ့်မယ် ဒီတင်တန်းမှာတင်မဲ့ master coach တွေအသာချက်ကပါလဲဆိုတော့တယောက်ချင်းစီကလက်တွေ့ပေါင်းများစွာလုပ်ပြီးမှဒီရလာတဲ့ theory တွေကိုလက်တွေ့နဲ့ပေါင်းဆက်ပြီးတော့မိတ်ဆွေလုပ်ငန်းထဲမှာအကောင်းဆုံးအလွယ်ကူဆုံးလက်တွေ့ကြဆုံးနည်းလမ်းတွေကိုဆွေးနွေးပေးသွားမှာဖြစ်တယ် အထူးသဖြင့်ကျွန်တော်ဆိုခုနကပြောတဲ့ပန်းနိုင်ချမှတ်တာ view ဟာချမှတ်တာဘန်နာရေးစီမံခန့်ခွဲတာ ပြီးရင်တစ်ဖက်မှာနေပညာကို leverage လုပ်တာအသုံးပြုတာနဲ့ပတ်သက်ပြီးလက်တွေ့ပေါင်းများစွာလုပ်တယ်ကျွန်တော် strategic planning ဆွဲခဲ့တဲ့လုပ်ငန်းရှင်ပေါင်း90ကျော်ရှိတယ်ဒီလုပ်ငန်းရှင်ကိုလေဒီလုပ်ငန်းရှင်ပေါင်း90ကျော်နဲ့သူ team တွေ leadership team တွေကိုကျွန်တော် strategic planning ဆွဲပေးတယ် team coaching တွေတောက်လျှောက်လုပ်တဲ့ခါကျတော့လက်ရှိအခြေအနေမှာကျွန်တော်တို့မြန်မာနိုင်ငံမှာတကယ်ကြုံတွေ့နေရတဲ့အခက်အခဲတွေကို ဒီမနေ့အထိကျွန်တော် team coaching လုပ်ခဲ့တယ်။ကောင်းကောင်းလက်တွေ့သိတယ်။တစ်ဖက်မှာနိုင်ငံတကာအဆင့်မီတဲ့ကျွန်တော် BBC လို့သင်တန်းမျိုးတွေကနေရထားတဲ့ပညာတွေနဲ့ဘလို့တွဲပြီးတော့ဒီချိန်မှာအကောင်းဆုံးကုစည်းပွဲနောက်တစ်ဆင့်ဆွဲတင်နိုင်မလဲဆိုတာကျွန်တော်လက်တွေ့နဲ့ဒီမှာရှိတဲ့မိတ်ဆွေတွေထဲမှာရှိတဲ့ပညာနဲ့လက်တွေ့နဲ့ပေါင်းစည်းခြင်းနဲ့အကောင်းဆုံးစီးပွားရေးကိုနောက်တစ်ဆင့်ရွေးနိုင်အောင်ကြိုးစားကြမယ်။ Breakthrough Coaching Training Consulting ကထုံးစံနိုင်မယ်လက်တွေ့ကြတဲ့ အကောင့်ထဲပေါ်လို့လွယ်တဲ့ဒီ၅ရက် theme ကို တခါတည်းယူသွားလို့ရမယ်ပညာတွေတခါတည်းယူသွားလို့ရမယ်လက်တွေ့ကျင့်သုံးလို့လို့ရမယ်အရာတွေကိုကျွန်တော်တို့တက်နိုင်တော့ထည့်ပေးသွားမယ်မဖြစ်မနေဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်ခေါင်းဆောင်တိုင်းကိုကျွန်တော်တို့တင်ဒန်းမှာတွေ့ချင်ပါတယ်ပြန်ဆုံတွေ့ကြပါမယ်ရက်လေးကတော့မေလ26 29 29ကို30ဖြစ်ပါမယ်ကျေးဇူးအများကြီးတင်ပါတယ်